မြန်မာနဲ့အောင်အောင်သွားစီမယ်ကဘာပေါ်ကထူဆန်းဆုံးတတဝါလေးများအလုံးမဲမင်္ဂလာပါရှင်ကဘာပေါ်ကထူဆန်းဆုံးသောအကြောင်းအရာတွေတတဝါလေးတွေနဲ့နေရာဌာနတွေကြောင်းစူးစီးပေါ်ပြတက်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ပြည်သက်တွေထိမှန်မထားရလောက်အောင်မြန်မာနဲ့ထူဆန်းသွားစီမယ်တတဝါတွေအကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးထိလိုက်ပါကြည့်ရှုပေးပါကြည့်ရှုပြီးတာနဲ့အောင်အောင်သွားစီလိမ့်မယ်လို့အာမခံပေးရပါတယ်ရှင် ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါနော်။ဟုတ်ကဲ့ပါရှင်။ကဘာကြီးပေါ်မှာတတ်တော်ရည်မျိုးမျိုးရှိပါတယ်။တချို့ကတော့တာမန်တရိတ်ဆန်နေလိုပါပဲ။တချို့ကတော့တစ်ခါလောက်မြင်လိုက်တာနဲ့ကိုရီးယားတိစိတ်ထဲမှာမျောလင်းထားတာတည်းပိုစမ်းချင်နေတာကိုတွေ့ရပါတယ်။ဒီဗီဒီယိုလေးမှာတော့ကဘာကြီးပေါ်ကထူးထူးဆန်းဆန်းတတ်တော်ချို့ချောင်းကိုစူးစီးဖော်ပြပေးထားပါတယ်။နံပါတ်1 Xlotter ရှင်ကုန်းတတ်တော်ကောင်းလေးများဒီရင်ငုတ်တတဝါကောင်းလေးတွေကတော့မက္ကဆီကိုနိုင်ငံမှာသာထူရတဲ့ထူးဆန်းတဲ့ရင်းနှီးကောင်းလေးတွေဖြစ်ပါတယ် ပုံစံလေးတွေကိုကြည့်ပြီးချစ်စရာကောင်းလာတယ်လို့သူတို့ဟာမြဲတမ်းငယ်ရွယ်နေတာဖြစ်ပါတယ်။တခြားရင်နေတဲ့တဝါလေးတွေလိုပဲတက်ကြီးလာတာမျိုးမရှိပါဘူး။ပုပ်ပြီးရန်ဆရာကောင်းတာကဒီကောင်လေးတွေဟာတကယ်လို့သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုပြည့်ရင်တော့အဆိုပါပျက်စီးသွားတဲ့အရာကို ပြန်ပြုတ်လို့တတ်တယ်ဆိုတာပါပဲ။လက်တစ်ပတ်ပြင်ရင်တော့ပြန်ပေါက်လာတတ်တာမျိုးဖြစ်ပြီးဒါကတော့တဘာဝတရားကြီးကသူတို့ကိုပေးထားတဲ့လက်ဆောင်မုံတစ်ခုဖြစ်နေတာပါပဲ။နာမနဲ့နာဝယ် င်လယ်ယူနီကွန်လေးတွေလိုလေခေါ်ကြတဲ့ဒီကောင်လေးတွေဟာအင်မတန်ချစ်စရာကောင်းလာတယ်လို့သူတို့ရဲ့ဖွဲ့စည်းပုံလေးတွေကအထောင်လေးထူဆန်းနေပါတယ်။ဒီနာဝယ်လေးတွေကတော့ပြန်မတွေ့ရရင်ပရိသတ်ချင်းတို့ကြောင်သွားမှသိကြပါတယ်။နာဝယ်ဆိုရာကပင်လယ်ထဲမှာရှိတဲ့ငါးမျိုးစိတ်ဖြစ်ပြီးသူနှစ်ဖူးကလည်းရှိရှိလေးနဲ့အတန်တူတချောင်းထွက်နေပြီးဒီတန်လေးကြောင့်သူတို့ကိုပင်လယ်ယူနီကွန်လို့လည်းခေါ်ထက်ကြပါသည်ဒီတန်တူကသူတို့အတွက်ကာကွယ်ရေးတစ်ခုလည်းဖြစ်နိုင်တယ်လို့သူတို့ကချစ်စရာပိုကောင်းစေပြီးထူးဆန်းစေနေတာတော့အမှန်ပါပဲရှင် နံပါတ်3 Mantis Shrimp ဒီကောင်လေးတွေကတော့တကယ်ကိုမှထူးခြားလို့နေရင်းနေကောင်လေးတွေပဲဖြစ်ပါတယ်။သူရဲ့ခန္ဓာကိုယ်လေးကိုကြည့်ကြည့်လိုက်ပါပရိသတ်တွေအတွက်ထူးခြားနေမှသိကြပါတယ်။တကယ်လို့ပရိသတ်တွေအနေနဲ့ဒီဗီဒီယိုလေးကိုဒါမကြည့်မိဘူးဆိုရင်တော့ဒီငါလေးတွေရဲ့ထူးခြားချက်အလှပလေးတွေကိုသိနေမှမဟုတ်ပါဘူး။အဲ့ဒီငါးလေးတွေကတကယ်ထူးခြားပါတယ်။သူမျက်စိကရောင်စုံတောက်ပါနေပြီးခန္ဓာကိုယ်ပုံစံလေးကလည်းပကြီးဆွဲထားသလားမရလားအောင်ထူးခြားလာပါနေတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်။နံပါတ်၄ Goblin Shark ကျောင်းဆရာကောင်းတဲ့မျက်နှာတွေကိုပိုင်ဆိုင်ထားတဲ့ငါများဒီငါလေးတွေရဲ့ထူးခြားပုံကတော့ချစ်ဆရာမကောင်းပဲကျောင်းဆရာကောင်းတဲ့ဘက်ကိုသွားနေပါတယ်ဒါပေမဲ့ပူဆရာတော့မလိုပါဘူးဘာကြောင့်လဲဆိုရင်တော့ဒီငါတွေဟာရင်းနှက်တွေအောင်မှာပဲရှိတတ်တာမဟုတ်ပါမျက်နှာကရီးစားဟောင်းကြီးရဲ့မျက်နှာလိုမျိုးကျောင်းဆရာကြီးနဲ့ဖြစ်ပြီးသူတို့ရဲ့အဆန်ရှာပွေမှုကလည်းထူးဆန်းလွန်းတာမို့ဒီစင်းထဲမှာထည့်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ် နံပါတ်9စိုက်ကာအန်တလိုနှာခေါင်းကြီးတမင်မှာသူရဲ့နှာခေါင်းကြီးကတရုတ်ဆောင်ကြော်ထူးနေတာဆက်ပြီးတမင်ကြော်ထူးလို့တော့ဆိုလို့ရပါတယ်။အဲ့ဒီတမင်တွေကရန်ထူးကြပါတယ်။သူရဲ့နှာခေါင်းကတော့လုံးပတ်ကြီးမှပြီးမြင်လိုက်တာနဲ့အံ့ဩသွားအောင်ထိစမ်းကြပါတယ်။တောင်အားရှားဒေတာမှာတွေ့ရပြီးချစ်စရာကောင်းလွန်လာပါတယ်။သူရဲ့နှာခေါင်းကြီးကြီးကြောင့်တက်ရှူရတာပိုလွယ်ကူကြပြီးတဘာဝတရားကြီးရဲ့လက်ဆောင်တစ်ခုအပြည့်ရှိနေတော့တာဖြစ်ပါတယ်။နံပါတ်6 Glass Frog ဖားချီလေးများဒီဖားလေးတွေကတော့ရုပ်လေးတွေလိုပါပဲ။ သူတို့ရဲ့ခန္ဓာကိုယ်ကိုဖောက်ထင်းပြီးတော့အကုန်လုံးကိုမြင်နိုင်နေပါတယ်။ပြောရမယ်ဆိုရင်တော့မှန်တဲ့ပြုလုပ်ထားတဲ့ဖားပုံစံလေးတွေဖြစ်ပြီးတကယ်ကိုမှထူးဆန်းနေတဲ့တတဝါလေးတွေပဲဖြစ်ပါတယ်။နမကုံ30 grade မတိပဲနေရတတဲကောင်းလေးများ30 grade လို့ခေါ်ရင်ကောင်းလေးတွေကတော့မျက်စိနဲ့မမြင်ရတဲ့သေးငယ်လာတဲ့မျိုးစားပါသူရဲ့ထူးခြားချက်ကဘယ်နေရာမှမဆိုသက်ရှင်သန်နေနိုင်ခြင်းပဲဖြစ်ပါတယ် ။အအေးဆုံးနေရာမှာတော့တက်ရှင်တက်ပါတယ်။မီးလောင်ပူပူနဲ့ရေခဲရေးမှာတော့မတိကျသလိုခန္ဓာကိုယ်ကလည်းထူးဆန်းလွန်းတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်။နမရှင် Vampire Squid ညချိန်မှာထွက်တဲ့ငါးလေးများနမေကကြောက်စရာကောင်းနေပြီမေသူတို့ကတကယ်တော့တတောက်တတာရှိပြီးချက်စရာကောင်းလွန်လာတဲ့ငါးလေးတွေပဲဖြစ်ပါတယ်။မမြင်သာတဲ့ပင်လယ်နဲ့နဲ့ထဲမှာရှိတဲ့ပြီးသူ့ရဲ့လှုပ်ရှားမှုတွေတွေကစိတ်ဝင်စားစရာကောင်းလာပါတယ်။မတော်တဆတုံလုံးမှုတမျိုးမျိုးနဲ့ရင်ဆိုင်လာရပြီဆိုရင်လေသူတို့ကိုသူတို့ကာကွယ်တတ်ကြပါသေးတယ်။ နမကုံ ice finch သွေးဖြူငါလေးများအန္တဒီကဒေတာမှာတွေ့ရတဲ့ငါလေးတွေဖြစ်ပါတယ်။သူ့သွေးကလူသွေးလိုနီယာမဟုတ်ပဲဖြူဖြူနုနုနဲ့ပါ။အဲဒါကြောင့်တခြားငါတွေနဲ့မတူပဲရေကိန်းနီယာတွေမှာလည်းတတန်းရှိရှိနေနိုင်ကြတာဖြစ်ပါတယ်။နံပါတ်10ကင်မရာကြည့်ရတာတကယ်စမ်းတဲ့ငါလေးတွေပါ။ကင်မရာဆိုတော့တကယ်တော့မျိုးစုံပေါင်းထားသလားလို့မေးစရာပါပဲ။ငါလားတခြားကောင်တမျိုးလားလို့မေးရလောက်အောင်ထူးဆန်းလို့နဲ့ငါကောင်လေးတွေဖြစ်ပါတယ်။ မျက်စိကြီးကြီးနဲ့မျက်နှာကဖြစ်နေတဲ့ပုံစံကဒီငါးကိုတခြားငါးတွေနဲ့မတူဘဲလုံးဝထူးခြားစေနေတာဖြစ်ပါတယ်။ပင်လယ်နဲ့နဲ့မှာပဲနေတတ်ကြပါတယ်။ဟုတ်ကဲ့ပါရှင်တဘာဝတဲမှာတတဝတိုင်းကသူဟာသူပေါ်လွင်နေကြပါတယ်သူရဲ့ထူးခြားမှုတွေကလူသားတွေလိုစံတမတ်ချက်တွေမရှိကြပါဘူးတချို့ကချစ်စင်ဟာတချို့ကကြောက်စင်ဟာတချို့ကလုံးဝမဖျော်ပြနိုင်လောက်အောင်စမ်းကြေကြပါတယ်ဒါပေမဲ့ဘယ်တတဝမဆိုသူ့ရဲ့နေရာမှာသူ့ဘဝကိုချစ်ခင်ကြပြီးအသက်ရှင်နေပါတယ် ပေါ်ပြပါအကောင်လေးတွေကိုကြည်လိုက်ချင်အပြင်တဘာဝတရားကြီးတွေမှာထင်မှတ်မှားနဲ့လှပရှိနေဆိုတာနားလည်မှာပါပြည်သက်တို့အနေနဲ့ရောဘဲကောင်လေးကိုသဘောကျဆုံးလေးဆိုတာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းဒီလိုမျိုးစမ်းချတဲ့ဗီဒီယိုတွေနဲ့အတူတကွာပြန်လာခဲ့ဦးမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါအောင်နော်။